ခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကဒီဘဝမှာတရားကျင့်ကြံအားထုတ်ရင်တရားထူးတရားမြတ်ရနိုင်ပါသလားယဟန္တာဖြစ်ပါသလားခြေလက်အင်္ကာသုံးပါတယ်မတန်တာပါခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကဒီဘဝမှာတရားကျင့်ကြံအားထုတ်ရင်တရားထူးတရားမြတ်ရနိုင်ပါသလားယဟန္တာဖြစ်ပါသလား ခြေလက်အင်ကသုံးပါတယ်မတန်တာပါပြောပြပေးပါဖရာတဲ့အင်ကုတ်ထူပါဠိတော်မှာတရားထူတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၅မျိုးကဘသူတွေလဲဆိုရင်၁ပင်စာနန္တရိယကံ၅ပါးကိုကျူးလွန်ထားသူကံပပုဂ္ဂိုလ်၂မိစ္ဆာဒိဋ္ဌိအယူရှိသူကိလေသာပုဂ္ဂိုလ်၃အမိဝံအတွင်ဆော့အာနာမကြသူဝိပါကပုဂ္ဂိုလ်၄ ဖျားရှင်ဤဝိနည်းဒေသနာတော်အားကျွလွန်ထားသူအာနာဝိတိတ်ကမပုဂ္ဂိုလ်ငါခင်ပွန်းကြီးဆယ်ပါးတို့အားစောကားပြမထားသူအရိယူပဝါဒပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ်။ဒါဟာတရားထူးတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးပဲဖြစ်ပါတယ်။အဆိုပါပုဂ္ဂိုလ်၅မျိုးထဲမှာအမိဝံအတွင်ဆော့အနာမကြားသူဝိပါကပုဂ္ဂိုလ်ဆိုတာပါပါတယ်။အဲ့ဒီဆော့အနာမကြားတဲ့ပုဂ္ဂိုလ်တွေဟာတရားကို သိနိုင်တဲ့စွမ်းရည်မရှိတာကြောင့်တရားထူးတရားမြတ်မရနိုင်ပါဘူးเนาะ။ ကြံတဲ့မတန်ဆွမ်းတဲ့ပုံကိုယ်တွေဟာတရားကိုနှလုံးသွင်းစင်ကျင်နိုင်တဲ့ဉာဏ်ရှိမယ်ဆိုရင်တရားထုတရားမြတ်ရနိုင်ပါတယ်။အရှင်ဖယားဖုံဖုံကသာပတ်လို့စားတာလားမသိလို့မေးတာပါတဲ့။အသားလို့စားတဲ့ဝါဒသည်ဖယားဝါဒလည်းမဟုတ်တယ်လို့ကိုယ်တိုင်လည်းအသားလို့စားတဲ့ဝါဒကိုမကျင့်သုံးတဲ့အတွက်အသားလို့မစားပါဘူးနော်။သို့တော်လည်းပဲဖယားရှင်ကမြင်သားကြားသားတန်တရားအသားနဲ့အသားကြီးစံမျိုးကိုရှောင်ရှားရမယ်လို့ ဆုံးမထားတဲ့အတွက်ကြောင့်အဲ့ဒီအသားတွေကိုတော့ရှောင်ပါတယ်နော်အရှင်ဖေယတတလွတ်စားခြင်းရဲ့အကျိုးကဘာတွေရလဲဖေယသိကျင်လို့ပါဖေယဖြည့်ပေးပါလားဖေယတတလွတ်စားခြင်းကကျမ်းမာရေးရှုထောင့်က ပြောမယ်ဆိုရင်တော့ကောင်းကျိုးဖြစ်ပါတယ်နော်ဘာသာရေးရှုထောင့်ကပြောမယ်ဆိုရင်တော့ဘာအကျိုးမှမရှိပါဘူးတချို့ကတတလွတ်စားရင်ကုသိုလ်ရတယ်လို့ထင်တတ်ကြပါတယ် တတ်တလွတ်စားလို့ကုသိုလ်ရမယ်ဆိုရင်မျက်စားနေတဲ့ကြွေးတွေနွားတွေကုသိုလ်ရကုန်မှာဖြစ်ပါတယ်နော်ဒါကြောင့်တတ်တလွတ်စားခြင်းဟာဘာကုသိုလ်မှမရပါဘူးမြတ်စွာဘုရားကိုအရှင်ဒေဝတကြီးတောင်းဆိုတဲ့ပင်စဒုရဝဇဏသိခါဘုတ်၅ချက်ဆိုတာရှိပါတယ်အဲ့ဒီ၅ချက်ကဘာတွေလဲဆိုရင်၁အသက်ထက်ဆုံးတော၌သာနေရမယ်၂အသက်ထက်ဆုံးစွမ်းခံ၍သာစားရမယ်၃ အသက်ထဆုံးပန့်တကူတင်ကန်းကိုသာဝေးရမယ်၄အသက်ထဆုံးတစ်ပင်ရင်၌သာနေရမယ်၅အသက်ထဆုံးအသာငါမစားရအသီးရွက်ကိုသာစားရမယ်ဆိုတဲ့၅ချက်ပဲဖြစ်ပါတယ်အဲ့ဒီ၅ချက်ထဲကနံပါတ်၅ချက်မြောက်မှာအသာငါမစားပဲအသီးရွက်ကိုသာစားရမယ်ဆိုတဲ့အချက်ဟာတတ်တလို့စားဖို့တောင်းဆိုတာဖြစ်ပါတယ်ဦးဇင်းတို့မြတ်စွာဘုရားဟာတတ္တဝါတွေအတွက် ကောင်းကျိုးဖြစ်ဖို့ကိုအမတန်လိုလားတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်တတ္တဝါတွေကောင်းကျိုးဖြစ်မယ်ဆိုရင်ဘုရားရှင်ဟာခွင့်ပြုမှာဖြစ်ပါတယ်။ဒါဆိုရင်အရှင်ဒေဝရကြီးတောင်းဆိုတဲ့အချက်ကိုဘာကြောင့်ခွင့်မပြုတာလဲ။မေးစရာအကြောင်းရှိလာနိုင်ပါတယ်။ခွင့်မပြုရတဲ့အကြောင်းရင်းကတော့တတ္တဝါတွေအတွက်ကောင်းကျိုးမဖြစ်တာရယ်။ဒေဝရက်ကိုယ်တိုင်ကအလိုဆိုးနဲ့တောင်းဆိုတာရယ်။အဲ့ဒီအချက်နှစ်ချက်ကြောင့်ခွင့်မပြုခြင်းဖြစ်ပါတယ်နော်။ဒါကြောင့်တတ္တလူစားခြင်းဟာ ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်ဘာအကျိုးမှမဖြစ်နိုင်ပါဘူး။ကျမ်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ကျမ်းမာရေးအတွက်ကောင်းကျိုးတွေရနိုင်ပါတယ်။နားလည်ပါစေနော်။ရှင်ဖေရဖေရမှတပါ အချားကိုးကွယ်ရာမရှိဆိုတဲ့ဇကားကို ပါဠိလိုဘယ်လိုပြောရပါလဲ။သိချင်လို့ဖြေပေးပါဖေရတဲ့။ဖေရမှတပါကိုးကွယ်ရာမရှိဆိုတဲ့ဇကားကို ပါဠိလိုဘုဒ္ဓမေ တရဏံအညာဏတ္ထိဖြစ်ပါတယ်အဓိပ္ပာယ်ကမေတပိတော်သည်ဘုဒ္ဓမြတ်စွာဘုရားမှအညာတပါးသောတရဏံကိုးကွယ်ရာမိသည်ဏတ္ထိမရှိဟုအဓိပ္ပာယ်ဖြစ်ပါတယ်ဒီမေခွန်းရဲ့လူရင်းအချင်းချုပ်ကမဟာယာနနဲ့ထေရဝါဒဘယ်လိုကွာခြားပါသလဲလို့မေးတာဖြစ်ပါတယ်မကွာခြားချက်နဲ့ကွာခြားချက်နှစ်ချက်ရှိပါတယ်မကွာခြားချက်ကမြတ်စွာဘုရားကိုကိုးကွယ်တာချင်းတူပါတယ် တစ္ဆာလေးပါးတရားကိုလက်ခံတာချင်းတူပါတယ်။မက္ခင်ရှင်ပါးတရားကိုလက်ခံတာချင်းတူပါတယ်။ပရိစ္ဆသမုပ္ပါတရားကိုလက်ခံတာချင်းတူပါတယ်။ထန်ဆင်းရှင်မရှိဘူးဆိုတဲ့ဝါဒကိုလက်ခံတာချင်းတူပါတယ်။အနိစ္စဒုက္ခအနတ္တသီလသမာဓိပညာတရားတို့ကိုလက်ခံတာချင်းတူပါတယ်။ဒါဟာမကွာခြားတဲ့အချက်ပဲဖြစ်ပါတယ်။ကွာခြားတဲ့အချက်ကဘာတွေလဲဆိုရင်ထေရဝါဒကဖျားအလောင်းကို ပုထုဆင်မှု မကိုးကွယ်ပါဘူး။မဟာယာနကမြတ်စွာဘုရားကိုလည်းကိုးကွယ်တယ်လို့ ဖျားလောင်းကိုလည်းကိုးကွယ်ပါတယ်။ထေရဝါဒကဖျားဟောဝင်းဤကိုမပြင်ဘဲလိုက်နာကျင့်သုံးပါတယ်။မဟာယာနကဖျားဟောဝင်းဤကိုပြင်ပြီးတော့လိုက်နာကျင့်သုံးပါတယ်။ထေရဝါဒနဲ့မဟာယာနအဲ့ဒီလိုကွဲပြားခြားနားပါတယ်။အရှင်ဖျားထေရဝါဒကိုအ내အတိတ်ပဲဖြေကြားပေးတော်မူပါတဲ့။ထေရဝါဒဆိုတာထေရနံဝါဒောထေရဝါဒောဆိုတဲ့ဝဆန္နထအယသုတ်အဘိဓမ္မာဝီနီး ပါဠိတော်အထာကထာတို့၌လာသောတိပိတကသုလနာက မဟာတုမမဟာဘဒုမစတဲ့မထေမြတ်တို့ဤအယူဝါဒစကားစဉ်ကို ပြောတာဖြစ်ပါတယ်။နားလည်လွယ်အောင်ပြောရမယ်ဆိုရင် ထေရဝါဒဆိုတာဖျားဟောပိဋကတ်များကိုဆိုလိုတာဖြစ်ပြီးဖျားဟောပိဋကတ်များအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လာကြတဲ့မထေမြတ်တို့ဤအယူဝါဒကိုပြောတာဖြစ်ပါ